ကမ္ဘာဖလားဝင်ဝင်ရဖို့ဂျင်နရီပို ခတ်ခဲသွားတယ်အင်ဒိုနီးရှားမင်္ဂလာပါထားမထားတဲ့ရှားချားတို့ channel ကနေပြန်လှည့်ပြီးတော့ဂျိုးဆူလိုက်ရပါတယ် Glyve အင်ဒိုနီးရှားလက်ဝေးစီအမျိုးသားဘောလုံးသင်းရ2026ခုနှစ် FIFA ကမ္ဘာဖလားဝင်ဝင်ရရှိဖို့အတွက်အခုဆိုရင်အာရှဆုံးခြေစပွဲစတုတ္ထအဆင့်ကိုရောက်ရှိနေပြီဆိုတာအားလုံးလည်းသိကြပြီဖြစ်မှာပါလက်ရှိချိန်မှာတော့အင်ဒိုနီးရှားတို့ရဲ့ကမ္ဘာဖလားဝင်ဝင်အခြေအနေတော်လေးကိုမှခတ်ခဲပြီးတော့ရေးကြီးတဲ့နေသားတက်မှာရှိနေပါတယ်အင်ဒိုနီးရှားလက်ဝေးစီအသင်းဟာအာရှဆုံးခြေစပွဲ စတုတ္ထဆက် playoff group stage ရဲ့အောက်စု B မှာပါဝင်နေပြီးတော့အောက်စုရင်းပြိုင်ပွဲအသင်းတွေကတော့ B ကတဲ့အဆင့်မှာအင်တိုတို့မထိမ်မှပဲတီးထားခဲ့တဲ့အာရှအင်အားကြီးဆော်ရီယာရီဗျာနဲ့အီရတ်တို့ပဲဖြစ်ပါတယ်။လက်ရှိဆက်မှာတော့အသင်း၃သင်းအဆုံးဟာတသင်းနဲ့တသင်းတစ်ချိန်စီရင်ဆိုင်ရှင်များရမှာဖြစ်ပြီးတော့ပွဲစဉ်အားလုံးကိုဆော်ရီယာရီဗျာနိုင်ငံဂျက်တာမြို့မှာကျင်းပနေတာပဲဖြစ်ပါတယ်။ပထမပွဲရလက်အနေနဲ့အင်ဒိုနီးရှားက၎င်းတို့ရဲ့ဆော်ရီမီကပထမဆုံးပွဲစဉ်မှာဆော်ရီယာရီဗျာကို၃-၂ဂိုးနဲ့ရှုံးနိုင်ခဲ့တာဖြစ်ပါတယ်။ဆိုပါပွဲမှာအင်ဒိုနီးရှားအသင်းကအရင်ကမြင်ခဲ့ရတဲ့အင်ဒိုနီးရှားနဲ့ ကွဲပြားသွားသလိုဇာမားတွေရဲ့ပေါ်စားမှုမလိုလားတဲ့အမားတွေကလည်းများပြားတွေးရမှာပါဒါတော့ပန်းတိုင်းနှလုံးအထိရခဲ့လို့ကံကောင်းတယ်လို့ပြောလို့ရပြီးဒိုင်းစစ်ပိုင်းကတော့ Patrick Clive ရဲ့အသင်းဟာအရင်ဒီပြတော့ငါလောက်ကိုမကောင်းတော့ဘူးလို့ဝန်ခံရပါလိမ့်မယ် sorry ကလည်းအင်နိုမီကရှုံးကျွေးကိုပြန်ဆန်းနိုင်ခဲ့ပြီးတော့ခြေစွမ်းအသာနဲ့အတူပဲဒိုင်းစမူ Everyka ရဲ့ခြေစွမ်းပြမှုနဲ့အတူဂျိုမင်းနဲ့ရလက်ကိုဖော်ဆောင်သွားနိုင်ခဲ့တာပါဒါကြောင့်အင်ဒိုနီးရဲကဘာဖလားဝင်ခွင့်ရမယ့်လမ်းကြောင်းမှာပိုခတ်လာပြီးဇီမင်းတွေရအောက်စုဘီမှာအကောင်းဆုံးအသင်းတင်းတဲ့ကဘာဖလားကို ဇီမင်းတွေရအောင်စုဘီမအကောင်းဆုံးအသေးသေးနဲ့တော့ကဘာဗလာကိုတိုက်ရိုက်ဝင်ဝင်ရသွားမှာဖြစ်ပါလေဒါပေမဲ့မျောလင်းချက်နေတဲ့အောင်စုဘီမဒုတိယနေရာရရှိတဲ့အသင်းဟာတခြားအောင်စုအောင်စုအေမတတိယရရှိတဲ့အသင်းနဲ့နောက်ထပ် play off ပြင်ဆင်မအဆင့်အနေနဲ့ရှင်ပြိုင်သွားအောင်မှာဖြစ်ပါလေအဲ့ဒီ play off အဆင့်မှာအနိုင်ရသွားတဲ့အသင်းကမှတိုက်ကြီးပေါင်းဆောင် play off intercontinental play off အဆင့်ကိုသွားရှင်ပြိုင်ခွင့်ရမှာဖြစ်ပြီးအဲ့ဒီမှာအနိုင်ရရှိမှာပဲ2026ကမ္ဘာဖလားပြိုင်ပွဲကြီးကိုဝင်ရောက်ခွင့်ရသွားမှာဖြစ်ပါလေချုံနေတဲ့ပြောရရင် sorry အပြားကိုဆုံးနိုင်ပြီးတဲ့နောက် indonesia အတွက် ဒါရိုက်ဝင်ခွင့်ဆိုတဲ့လမ်းကြောင်းပို့ပြီးတော့ခတ်ခဲသွားခဲ့ရွယ်ဖြစ်ပါတယ်။အင်ဒိုနီးရှားတို့ကကြံရှိနေတဲ့ပွဲစဉ်တွေမှာတော့တတ်နိုင်ဆုံးရလဒ်ကောင်းတွေရရှိဖို့နဲ့အောက်စုဒုတိယနေရာကိုရရှိပြီးတော့ play off လမ်းကြောင်းမှာတဆင့်ကမ္ဘာဖလားဝင်ခွင့်ရဖို့အတွက်ဖောင်ပြသလိုကြိုးပမ်းသွားတော့မှာပဲဖြစ်ပါတယ်။အင်ဒိုနီးရှားတင်းဟာထောင်ကွာ38ခုနှစ်တုန်းက dash အရှိအိန္ဒိယနာမည်နဲ့ကမ္ဘာဖလားဝင်အောင်ရှင်ပိုင်ခဲ့ပြီးတဲ့နောက်ပိုင်းပထမဆုံးအချိန်မြေကမ္ဘာဖလားကိုပြန်လည်ပြီးတော့ဝင်ရောက်နိုင်မှုမျှော်မှန်းနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်အာဆီယံကနေကမ္ဘာဖလားပထမဆုံးဝင်ခွင့်ရတဲ့အသင်းဖြစ်ဖို့အတွက် အင်ဒိုနီးရှားတို့ရဲ့ဂျိုးပန်းမှုဟာအောင်မြင်နိုင်မလားကြားဆုံးနိုင်မလားဆိုတာကတော့ရင်ခုန်သွားတဲ့စောင့်ကြည့်သွားအောင်ပါပဲဖြစ်ပါလိမ့်။ဇုံလေးကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။